စစ်ကောက်စီလုံမဲ့ရွေးကောက်ပွဲကတကယ်ပဲနိုင်ငံရေးထွက်ပေါက်လာတောင်းမို့သူတို့အသက်ဆုံးရှေ့ဖို့ပြည်သူကိုလူသားတိုင်းလှုပ်လာတာလားဆိုတာကျွန်တော်မိတ်ဆွေတွေဘယ်လိုမြင်ပါသလဲကွန်မန့်မှာရေးခဲ့ပေးပါဦးခင်ဗျားတို့တတိထားမိရလားတော့မသိဘူးစစ်ကောက်စီကရွေးကောက်ပွဲလုံမဲ့လို့អော်နေတဲ့အချိန်မှာတကယ်တမ်းသူတို့အလုရှုပ်နေတာကမဲရုပ်တိဆောက်တာတွေမဟုတ်ပါဘူးဘုံကျဲဖို့ဖြစ်နေပါတယ် ဒီနေ့သတင်းတွေမှာကျွန်တော်တို့ခင်ဗျားတို့ကြားနေရတာကရွေးကောက်ပွဲပြင်ဆင်နေတယ်ထိုင်းဝန်ကြီးနေပြီးတော့လာသွားတယ်ကမ်ဘောဇားပန်စီပွားရေးတက်မဲ့ပြောတဲ့အခြေအနေတွေဒါတွေက noise စုညံပန်တွေပဲဖြစ်ပါတယ်အဲ့ဒီအလွာတွေကိုခွာခြားကြည့်လိုက်မယ်ဆိုရင်တွေးရမယ့်အမှန်တရားကတော်တော်လေးထိတ်လန့်ဖို့ကောင်းတယ်လို့တော်တော်လေးလက်အားရဖို့ကောင်းတယ်လို့ပြောလို့ရပါတယ်တကယ်တော့နေပြီးတော့မှဘိုလောင်းတော့ရှာလို့မရတော့တဲ့အခြေအနေဖြစ်နေပါတယ်သခိုင်းမှာရွာ900ကျော်ကိုမက်ဆင်းထက်ကပယ်လိုက်ရတဲ့အခြေအနေပါဒါကဘာကိုပြနေတယ်လဲဆိုရင် သူတို့လက်ထက်မှာမြေပုံအပြည့်မရှိတော့ဘူးဆိုတော့ကိုဝန်ခံလိုက်တာပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာကျွန်တော်ပြောချင်တဲ့အဓိကအသက်တွေးကြောကလည်းဒါပါပဲကျုံဝင်သွားတဲ့မြေပုံနဲ့ကျယ်ပြန်းလာတဲ့လေကြောင်းအကြမ်းဖက်မှုတွေအခြေအနေကို FB ရဲ့တုံ့တက်ချက်တွေမှာခွဲခြားစိတ်ပြကြည့်ပါမယ်မြေပြင်မှာတကယ်ဘာတွေဖြစ်နေလဲဆိုတာမြေပုံပေါ်မှာပုံပေါ်ကြည့်ရအောင်ပါ Situation is stable Our government is ensuring steady economic growth and stability for all citizens. ပထမဦးဆုံးကချင်ပြည်နယ်ဘက်ကိုကြည့်ကြည့်ပါဗမော့ရွှေကူဟာအခုဆိုရင်ကြုံတကြုံလို့ဖြစ်နေပါတယ် KIA ကမြို့သိမ်းတိုက်ပွဲမလုပ်သေးဘူးဆိုပေမဲ့အဲ့ဒီမျိုးတွေကအပြင်ကိုထွက်လို့မရတော့တဲ့အခြေအနေပါခန့်စစ်စည်းတွေကအကျက်တစ်ထက်ကျက်လာအောင်စစ်ကောက်စီအခြေအနေကကျိုးသားပြီးတော့လုံနေရတာဖြစ်ပါတယ်မုံမမန်စီဖက်မှာစစ်တပ်ကစကားအရသာပဲအဖက်တင်တော့တဲ့အခြေအနေပါမြေပြင်အာနာဆက်မရှိတော့ပါဘူးကချင်ကနေအောက်ဖက်ကိုစဉ်ကြည့်မယ်ဆိုရင်မန္တလေးနဲ့ရှမ်းမြောက်အဆက်မန္တလေးရှမ်းဘော်ဒါ မုတ်ကမုတ်မိတ်ကြကလမ်းကြောင်းကိုအထိကကြည့်ကြည့်ပါတက်တက်ကအဲ့နေရာကိုထိုက်ချုပ်ဖို့စူးစမ်းနေပေမဲ့အကယ်လက်တွေ့မှာသူတို့စစ်ကြောင်းတွေကထောက်ချောက်တဲ့ရောက်နေတယ်လို့ဖြစ်နေပါတယ် KIA တိုင်ရင်34လောက်ရှားရမဘိတ်ဖက်မှာ A5 ဘုံးပါးတွေနဲ့ဘုံးကျဲနေရတာဖြစ်ပါတယ်ဆိုလိုချင်တာကမုတ်မိတ်ဖက်ကနေခြေလင်တက်အရှိကိုတိုးဖို့မြေပြင်မှာမထိုင်နိုင်တော့တဲ့အခြေအနေဖြစ်လို့နောက်ဖုတ်ဖိတ်အားတာတဲ့လေကြောင်းလက်နက်ကိုတုံးနေရတာဖြစ်ပါတယ် ။တကိုင်းဖက်ကိုကြည့်မဲ့ဆိုရင်အဲ့နေရာ Kling Free လို့ဖြစ်နေပါတယ်။တက်ကွင်းတစ်ခုပါပဲ။ဒေါ်လာရဲ့အသက်နှလုံးလို့လည်းပြောလို့ရနေတုံးပါ။စကိုင်း Main God တကြောမှာစစ်တပ်ကဈေးတွေလမ်းကြားတွေထဲထိတာမှကင်းလက်ပြနေပြီမဲ့မြို့ပြင်ထွက်တာနဲ့မိုင်းခွေနဲ့ရောက်တယ်လို့ဖြစ်နေပါတယ်။ပက်လက်ဝိုင်းထားတဲ့ Airport တွေကသူတို့မြို့ထဲမနေဘဲနဲ့အပြင်ထွက်လာဖို့လမ်းခေါ်နေရတဲ့အခြေအနေဖြစ်နေပါတယ်။ရခိုင်ဘက်မှာကြည့်မဲ့ဆိုရင်ရခိုင်ဘက်ကစစ်တပ်အတွက် Game Over ဖြစ်လို့နေပါလို့ပြောလို့ရပါတယ်။ရေကောက်ပွဲလုံးမဲ့တာ လက်သက်ကပြောနေပေမဲ့ရက်ွက်6ခုမျိုးရွာအုပ်စု65ခုမှမလုံနိုင်တော့ဘူးဆိုပြီးဝန်ခံလိုက်ရပါပြီဆိုလိုချင်တာကစစ်တွေနဲ့ကြောက်ဖြူမျိုးလက်ခေါင်လောက်ပဲသူတို့အမိတ်တည်ရှိတော့မဲ့အခြေအနေဖြစ်နေတဲ့သဘောပါရှင်းအောင်ပြောရရင်စစ်ကောက်စီရဲ့မြေပုံဟာဒိတ်ခဲအပေါက်တွေနဲ့လိုဖြစ်နေပါတယ်အပေါက်တွေကအလွန်များနေပြီးတော့ဒိတ်ခဲအသားဟာလဲတစ်ထက်နဲလာတဲ့အခြေအနေနဲ့တူပါတယ်အခုအဲ့ဒီမြေပြင်အခြေအနေကိုလမ်းစတေနဲ့ခွဲထုတ်ကြည့်လို့ရပါတယ် တက်တက်တစ်ခုလုံးရဲ့အခြေအနေကိုစကားတစ်ခုနဲ့ပြောရမယ်ဆိုရင်တော့မြေပြင်မှာခြေမချရက်လို့လေထက်ကနေလူမိုက်လုံးနေရတဲ့အဆင့်ပါစကိုင်းတိုင်းဒီပရင်အမေရိကန်ယူအလက်ဖက်ရည်ဆိုင်ကိုဘုံကျဲတော့ပဲကြည့်ဒါဟာစည်ရေးပြင်မှာမှမဟုတ်တာဒါဟာပူဝတဲရအကြမ်းဖက်မှုတက်တက်ပါပဲဘာလို့လဲဆိုရင်သူတို့မှာ ground control မရှိတော့ပါဘူးပို့ပြီးတော့အရေးကြီးတဲ့အချက်က DSA စစ်တပ်ကတို့ဘူလောင်းတင်တန်းစင်ပွဲကိုကြည့်ပါအရင်ကဘူလောင်းတင်တန်းစင်ပွဲအပတ်စစ်တစ်ခုမှာအင်အား၄000 5000ခန့်ဆင်းတဲ့အကြောင်းဟာအခု တင်တဲ့အတော့ခုပေါင်းမှ900တောင်မပြည့်တော့တဲ့အခြေအနေပါဒါဟာစစ်တပ်ရဲ့အနာဂတ်ခါပြတ်သွားတာနဲ့အတူတူပါပဲအရာရှိမရှိတဲ့စစ်တပ်ဆိုတာရန်တရားမလက်ပတ်နိုင်တော့တဲ့ခေါင်းမဲ့တဲ့စစ်တပ်တစ်ခုလို့ပါပဲအခုသူတို့ဟာလက်ရှိအရာရှိတွေကိုပဲရာထူးတိုးနေရာရွှေ့ပြီးတော့ musical chair ပုံစံမျိုးကစားနေရတာဖြစ်ပါတယ်နိုင်ငံရေးရကြည့်မယ်ဆိုရင်ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်တဲ့စီရင်တွေဟာသူတို့ရဲ့ရှုံးနိမ့်မှုကိုဝန်ခံနေတဲ့သဘောပါပဲ။သကိုင်းမှာကျေးရွာအောက်စု902ခု၊မကွေးမှာ689ခု၊မန္တလေးမှာ936ခု ဒါတွေအကုန်လုံးမဲပေးခွင့်မရှိဘူးဆိုတဲ့အခြေအနေဟာဘသူ့ကိုကိုစားပြုတဲ့ရွေးကောက်ပွဲလဲဆိုပြီးတော့မေးရမယ့်အခြေအနေပါဒါဟာရွေးကောက်ပွဲမဟုတ်ပါဘူးစစ်တပ်ထိချုံတဲ့မြေစီးရဲကောက်ယူခြင်းနဲ့ပေါ်ပြခြင်းသဘောမျိုးပါပဲသူတို့နိုင်နေတယ်ဆိုပြီးဝါဒဖြန့်ပေးမယ်လက်ရှိဒီကိန်းကနေတွေဟာသူတို့ရဲ့အနေမြေဘလောက်ထိကျုံဝင်သွားလဲဆိုတာကိုကဘာကိုအော်ပြီးတော့မြင်သာအောင်ပြောနေတယ်လို့ပါပဲထိုင်းနိုင်ငံခြားရေးဝန်ကြီးနေပြီးတော့လာတယ်ဒါကိုစစ်တပ်ကသူ့ကိုပဲထောက်ခံမှုရနေတယ်လို့ပြောနေတယ်တကယ်တမ်းထိုင်းလို့ချင်တာကတခုတည်းပါ တို့ထိုင်းမြန်မာနယ်စပ်နေရင်ပြီးတော့ KK ပတ်တို့ရှေကုတ်ကူတို့ကိစ္စတွေကိုရှင်းပြချင်းပါတယ်ဒုက္ခသက်တွေကိုပြန်ပြီးတော့ပို့ချင်းပါတယ်အိန္ဒိယဘက်မှာကြတော့နာဂနယ်စပ်မှာအချက်စီးကိုခတ်ဖို့လုပ်နေပါတယ်ဒါကမေရိုနိုင်ငံမငြိမ်တော့ဘူးငါတို့ကိုအိတ်ကိုလုံအောင်ပိတ်တော့မယ်ဆိုတဲ့သဘောပါပဲအိန္ဒိချင်းတွေကစစ်ကောက်စီကို government အဖြစ်ဆက်ဆံနေတာမဟုတ်ပါဘူးပြဿနာတစ်ခုအဖြစ်ကင်တွယ်ဖြေရှင်းဖို့ထိတွေ့နေတာဖြစ်ပါတယ် စီးပွားရေးဘက်ကိုကြည့်ရင်ကမ္ဘာ့ဘဏ်ဟာအောက်ရခိုင်နှုန်းတိုးတက်မဲ့ဆိုပြီးတော့ပြောပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့ငွေကြေးဖောက်ပွားမှုဟာ၂၀ရာခိုင်နှုန်းကျော်မဲ့ဆိုပြီးတော့ပြောပါတယ်။ဒါဟာဘာတဘောလဲ။ကိကနန်းပေါ်မှာကနန်းတွေတက်နေပေမဲ့ပြည်သူအိုးခွက်ထဲမှာဟင်းမရှိတော့ဘူးဆိုတဲ့သဘောပါ။စစ်တပ်ကတော့ကိုစိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့တုံးနေပါတယ်။ငါတို့ရှိနေတဲ့ဘာမှမဖြစ်ဘူးပုံမှန်ပဲဆိုပြီးရန်ကုန်မန္တလေးလူထုကိုထုတ်စည်းတွေခွန့်ထားချင်တာဖြစ်ပါတယ်။ ဒါပေမဲ့လက်တွေ့မြင်နေရတဲ့အခြေအနေကဒေါ်လာဈေးရွှေဈေးနဲ့ပုံဈေးနှုန်းတွေကအမှန်တရားကိုဖော်ပြနေပါတယ်။အဲ့လိုအခြေအနေမှာရှေ့ဆက်ဘာဖြစ်လာနိုင်မလဲဆိုရင်စီနရီယိုတခုထုတ်ကြည့်လို့ရပါတယ်။လာမယ့်3လကနေ6လလောက်အတွင်းမှာစစ်ကောက်စီရွေးကောက်ပွဲလုံနိုင်ဖို့အတွက်လေကြောင်းတိုက်ခိုက်မှုကိုအမြင့်ဆုံးအရှိတ်တင်လာပါလိမ့်မယ်။အထူးသဖြင့်စကိုင်း မကွေးလိုနေရာတွေမှာမဲမပေးရင်တိမ်မယ်ဆိုတဲ့ပုံစံမျိုးအကြမ်းဖက်လာနိုင်ပါတယ်။မြို့ပေါ်တွေမှာကဖမ်းဆီးမှုတွေအစင်းစစ်တပ်တွေပို့ပြီးတော့ကြမ်းလာနိုင်ပါတယ်။ဒါကသူတို့သွားနေကြပုံမှန်လမ်းကြောင်းပါ။နောက်တစ်ခုက DSA အပတ်စင်တွေလူမရှိတော့တာကမကွေးလိုနေရာမြို့မှာတော့စစ်သားတွေလက်နက်နဲ့ထွက်ပြေးလာတာတွေ။ဒါတွေကအတွင်းပိုင်းပြိုလဲမှုရဲ့လက္ခဏာတွေပါ။တကယ်လို့ရှေ့တန်းစခန်းကြီးတစ်ခုတာဥပမာပေါ့မန္တလေးတိုင်းထဲကဘျူဟာကုတ်တစ်ခုခုထပ်ပြီးတော့ကျိုးပေါက်သွားနိုင်ခဲ့မယ်ဆိုရင ဒိုမီနိုအစတေတာမှာတောက်လျှောက်ပြိုဆင်းလာနိုင်တဲ့အခြေအနေရှိပါတယ်။အထူးသဖြင့်ရခိုင်မှာမန်အောင်လိုနေရာမျိုးမှာတောင်ကိုလူအချင်းချင်းကိုပြန်ပြီးတော့ပြစ်တဲ့အိမ်နတ်တန်ဆော့ပြီးတော့ကြားနေရတဲ့အခြေအနေဒါဟာတက်တွင်းပုံကံမှုအခြေအနေဖြစ်လာနိုင်တယ်ဆိုတဲ့သဘောပါပဲ။နောက်ထပ်အစီအစဉ်တစ်ခုကတော့ state made trap ပါဒါဟာဘယ်ဖက်ကမှအရှိမတွန်းမဆုပ်တဲ့အခြေအနေအပြတ်အသတ်အနိုင်မရပဲနဲ့စစ်ပွဲဟာကြာရှည်နေမယ်စစ်တပ်ကမြို့ကြီးတွေကိုအတင်းဖက်သွက်ထားပြီးတော့ ရေးလက်နဲ့တောနယ်တွေကိုဘုတ်ကျဲမယ်။တော်လိုင်းဖွဲ့တွေကနေမြေစုံမှုမှုရနေပေမဲ့လည်းနေချောင်းရံကြောင့်အုတ်ထုတ်ရံတရားမလက်ပတ်နိုင်ဘူး။ဒါဟာပြည်သူအတွက်အပင်ပန်းဆုံးစီနယ်ရီတစ်ခုပါပဲ။ပြော့တတိထားမဲ့အချက်လေးတွေပြောချင်ပါတယ်။အင်တာနက်လိုင်းပိတ်ဆို့မှုတွေကိုတတိထားဖို့လိုပါတယ်။ရွေးကောက်ွက်နီးလာလို့ VPN တွေကိုပိတ်တာ၊ firewall တွေထောင်းတာ၊အင်တာနက်ဖြတ်တောက်တာတွေပို့လုလိုက်ရင်ဒါဟာသူတို့မဲခိုးဖို့ပြင်နေတဲ့ဆိုတာထက်တဲ့အမောင်ချပြီးတော့အကြီးကျယ်တတ်ဖြတ်ဖို့ပြင်နေတယ်လို့ပြောလို့ရပါတယ် ကျွန်တော်ပြည်သူတွေအနေနဲ့မလုပ်ကြမလဲဆိုရင်တော့လက်ရှိကာလစိတ်ဓာတ်မကြပါနဲ့ဆိုတဲ့စကားကျွန်တော်မပြောပါဘူး။ဘာဖြစ်လို့လဲ။ခင်ဗျားတို့ကျွန်တော်တို့စိတ်ဓာတ်ဟာကျွန်တော်ပြည်သားတွေအထူးသဖြင့်တမနီတက်မာနေပြီးသားပါတွေ့လုံးမဲ့အချက်နှစ်ချက်ရှိပါတယ်ရေကောက်ဘွဲကာလမှာအင်တာနက်ပြတ်သားမှုတွေရှိလာနိုင်ပါတယ်ရေဒီယိုမျိုးဆောင်းထားဖို့လိုပါတယ်အော့ဖ်လိုင်းတုံးလို့ရမဲ့ဆက်သွယ်ရေးနည်းလမ်းတွေကြိုပြီးတော့လေးလာထားဖို့လိုပါတယ်တရင်အမောင်ချခန့်ရရင်ကြောက်စိတ်ပို့ပြီးဝင်လာတတ်ပါတယ်အမှန်တရားကိုမဖြစ်မနေသိနေဖို့လိုအပ်ပါတယ် နောက်တစ်ခုကတော့ winner narrated အနာရနေပြီဆိုတဲ့ပုံပြင်တွေကိုရေရေတင်းတင်းညှင်းဆန်ဖို့လိုပါတယ်။စစ်ကောက်စီကိုဖက်ကရောတော်လိုင်းအင်အားစုတွေရောငါတို့နိုင်နေပြီရွေးကောက်ပွဲလုပ်တော့မယ်စစ်တပ်ကစစ်ဖက်ကငါတို့နိုင်နေပြီ UNG ဆိုရပြုပြပြောင်းလဲနေတယ်ဆိုတဲ့အဟာမျိုးတွေကိုရှင်းရှင်းလင်းလင်းနားလည်ထားဖို့လိုပါတယ်။ကျွန်တော်တို့ဟာအမြင်ပြင်အရှိတရားကိုလက်ခံဖို့အရင်ဆုံးသင်ချင်သင်ပါလိုက်။ဒီမှာတော့ကျွန်တော်တို့မြင်ခဲ့ရတဲ့အမြင်ပုံတွေကိုပြန်ကြည့်ပါပြန်သတိရလိုက်ပါ။ရလက်တွေကိုပြန်ဆန်းစစ်ပါ။စစ်ကောက်စီကရေရောပေါင်းထောက်ချီမှာသူတို့ဟာမဲမလုံနိုင်ပါဘူး။ ဘူလောင်းတော့မရှိတော့ပါဘူး။ဒါဟာအနိုင်ရနေသူရဲ့လက္ခဏာလည်းမဟုတ်ပါဘူး။သွန်လိုင်းအင်အားစုတွေမှာလည်းစစ်မှန်တဲ့အုပ်ချုပ်ရေးမတည်ဆောက်နိုင်ပါဘူး။ပြုပြပြောင်းလဲရေးဟာလည်းအရင်တိုင်းဘာမှမထူးပါဘူး။ကျွန်တော်တို့အခြေအနေရောစစ်ကောက်စီအခြေအနေရောထပ်ပေါက်ပိတ်နေသူရဲ့လက္ခဏာပါ။အရင်ဦးဆုံးဆင့်ချင်မိပြီးတော့ဖောက်ထွက်နိုင်တဲ့အင်အားစုဟာအသာရမှာပါ။အဲ့ဒီအသည့်ကိုခင်ဗျားတို့ပတ်ဝန်းကျင်ကိုဖြန်းဝေဖို့လိုပါတယ်။ဒီကောက်ချုပ်အနေနဲ့အစမှမေးခဲ့တဲ့မေးခွန်းကိုပြန်မေးချင်းပါတယ်ဒီရွေးကောက်ပွဲဟာထွက်ပေါက်လား1006လား အဖြေကရှင်းပါလေဗျာဒါဟာတိနေပြောင်းသွားမှာကတ်ထားတဲ့မဲပုံးပါပဲခင်ဗျားတို့မမိတ်ပါနဲ့ကိုစင်ရောတောက်တက်ချက်တမ်းမှာပါတယ်လို့ပဲအကယ်မီဆိုတော့ပြည်သူကပေးမှရတာပါအခုချိန်မှာနိုင်ငံတကာကဘာပြောပြောအဲ့ဒီချင်းတွေကဘယ်လိုကစားကစားမြန်မာပြည်ရဲ့ကန့်ချက်မှာကိုစုပ်ဖြတ်မဲ့သူဟာနေပြည်တော်ကပိုချုပ်တွေမဟုတ်ပါဘူးအစိုးရအပြောင်းလဲလုံပြရုံလောက်နဲ့ပြီးွားတဲ့အစိုးရလည်းမဟုတ်ပါဘူး တက်မှန်တဲ့အမိပြင်ကတောထက်ကမြို့ထက်ကပြည်သူတွေနဲ့နှိစနေတဲ့တသားတက်ရှိတဲ့လမ်းပေါ်ကခင်ဗျားတို့အားလုံးတယောက်ချင်းစီရဲ့ထောက်ခံမှုကတာပြည်သူရဲ့အကယ်ဒမီကိုရတာပါသူတို့မှာပြက်ကတဲ့ရှိချင်မှရှိပါလိမ့်မယ်ကျွန်တော်တို့လက်ထက်မှာစစ်မှန်တဲ့မြေပုံရှိဖို့တော့လိုပါတယ်ကိုယ့်လက်ထက်ရောက်အောင်မြေပုံကိုကင်ဆုတ်ထားနိုင်မှရမှာပါတက်ကောက်စီအတွက်အဲ့ဒီမြေပုံပေါ်မှာသူတို့နေရမရှိတော့ဘူးဆိုတာသိသားပါတယ်ပြေချပါတယ်အမှန်တရားကိုမျက်ကွက်ပြုလို့ရပါမယ်အမှန်တရားရဲ့အကျိုးဆက်ကိုတော့ဘယ်သူမှရှောင်ပြေးလို့မရဘူးဆိုတော့ကျွန်တော်တင်ပြချင်ပါတယ်